သာသနာတော်မှာအလွန်ကျေးဇူးများတဲ့ကျမ်းစာတွေတော်တော်များများတော့ထွက်ပေါ်ခဲ့ပါတယ်။သို့သောကျင့်စဉ်ပိုင်းရဲ့ပတ်သက်လို့ညည်းတာတဲ့ကျမ်းစာတွေအ ਨੇ ကျင့်လောက်တော့ရှိတယ်။ထို့အ ਨੇ ကျင့်ကလည်းခိပုဂ္ဂိုလ်ဤနားလည်ဖို့ကျတော်လေးခက်ခဲတယ်။နားလည်ဖို့ခက်ခဲတယ်ဆိုတော့ကျင့်တတ်ဖို့ခက်ခဲတာကိုခွန်ကြီးပြောလိုတာပါနော်။ကျင့်စဉ်တွေကိုဖတ်ရှုကြည့်လိုက်တဲ့အချိန်ခါမှာပုံမှန်လေးပြောရရင်တော့ ယုံနဲ့သက်ရှင်ဘက်ကိုဘယ်ပုံဘယ်ပုံဘယ်နည်းလဲအဖြစ်သိအောင်ရှုရမလဲလို့ကြက်ကြက်နဲ့နဲ့ရေးသက်ထားတဲ့အကျဉ်းစာကိုခွန်ကြီးလက်လန်းမိတော့ရှာဖွေကြည့်တယ်ရှာဖွေလို့မတွေ့ရဘူး။ဘာဖြစ်လို့လဲကျင့်တဲ့ဘက်ကိုမရှိဘူးလို့ခွန်ကြီးမဆောလို့ဘူးနော်။ဒါပြည့်နဲ့ဆက်ခံတဲ့တပည့်သားမီးအဆက်အနွယ်ပြတ်နေခြင်း။ကျင့်သွားတဲ့ကျင့်တဲ့နည်းနဲ့ပတ်သက်လို့ဘယ်လိုကျင့်ရမလဲဆိုတဲ့ညွန်ကြားချက်တွေကိုရေးသက်ခဲ့ခြင်းမရှိခြင်းကြောင့်ဖြစ်ပါတယ်နော်။ဒါကြောင့်ဒီလိုအဆက်အနွယ်ပြတ်နေတဲ့အချိန်ခါမှာ မိမိတို့ဘက်ကနိဗ္ဗာန်ရောက်ကြခြင်းစဉ်ကိုတကယ်ကြည်ညင်ပြီဆိုရင်ခုနကဓမ္မစကပုရဏသုတ်တံအနတ္တလက္ခဏသုတ်တံတို့မှလာရှိတဲ့အတိုင်းအတိတ်ကပစ္စုပန်အစ္ဆတမိတ္တအစရှိတဲ့ဒီတစ္ဆတ်မျိုးသောအချင်းအပြင်ဒီနေ့ကခန္ဓာငါးပါးယုတ်တရားနှံတရားတွေကိုသိအောင်ဘယ်လိုရှုမလဲသူတို့ကအနိစ္စဒုက္ခအနတ္တရှုရမယ်လို့ဘုရားကတော့ဟောနေပြီကဲအနိစ္စဒုက္ခအနတ္တရှုရမယ်ဒီနေရာတွေကိုပထမဥစွာသိအောင် မေဘုံဘဘဗလိနာအဖြစ်ဆရှိမလဲဆိုတော့ဒီအပိုင်းကြီးကတော်တော်လေးခက်ခဲလာပါတယ်အဲ့လိုခက်ခဲလာတဲ့အပိုင်းမှာခင်ဗျာဆရာတော်ကြီးကျတော်ခမည်းတော်ကလည်းမိမိတို့စွာအာရှိသလားအကျင့်စဉ်အရရတဲ့ကိုထုတ်ဖော်ပြီးတော့ရည်သာသွားကြတယ်ညွန်ကြပြတ်တာသွားကြပါတယ်သို့သောထိုကျင့်စဉ်အရရတဲ့ကိုဘုန်းကြီးတို့ညံမိသလားလိုက်ပြီးလေ့လာဆွေးမှုလိုက်တဲ့အခါမှာယုံနေတဲ့ရှင်ဘာကိုစနစ်ကြဘယ်လိုရှိရမလဲညွန်ကြတဲ့ညွန်ကြချက်တွေကမရှိသလားဖြစ်နေတယ် ဝေဒနာသင်ညာသင်္ခါရခေါ်တဲ့နံခန္ဓာလေးပါးကိုသိအောင်နံတရားတွေကိုသိအောင်ဘယ်ပုံဘယ်ပန်းဗဏိလအဖြစ်ရှုရမယ်လို့စနစ်တကျညွှန်ကြားတဲ့ကျမ်းစာကတော်တော်လေးနည်းနေတယ်။နည်းနေတဲ့အမြင်ခင့်မှာဘယ်လိုဖြစ်လာလဲဆိုတော့ဘုရားရှင်ဟောတော်မူတဲ့ယုတ်တရားကဘုရားသာသိတယ်။ဘုရားရှင်ဟောတော်မူတဲ့နံတရားတွေကဘုရားသာသိတယ်။မြစီတမေတရားတရားအတွင်းမှာအရင်ကလေးတသိမကဖြစ်ပြီးပြတ်သွားတဲ့ဉာဏ်တရားတွေကိုဘယ်လိုလုပ်ရှိမလဲဆိုပြီး ကရေတသိန်းနဲ့ဂင်ပြီးပေါက်ထလိုက်တော့ဒီနန္ဒရရှုဘက်ကလည်းတန်ဆာတော်မှာပျောက်ခွင်တို့ဖြစ်နေပါတယ်နော်အဲဒီလိုခေအချိန်ခါမှာနောက်ထပ်ပြဿနာတစ်ခုကဘာပေါ်လာလဲဆိုတော့အတိတ်နကပြဿနာပဲနော်အတိတ်နကဒီအတိတ်ဒီဖြစ်ပြီးပြီးမရှိဘူးမရှိတော့ဘယ်လိုရှုမလဲအနာဂတ်ကမဖြစ်သေးဘူးမဖြစ်သေးတော့ဘယ်လိုရှုမလဲဆိုပြီးပဲချက်ထားလိုက်တော့အတိတ်နကရှုွက်တွေကလည်းမရှိတော့ခုနက အလတ်တဲ့လက္ခဏာသုတ်တံမှာကြည့်လိုက်ရံကိစီရူပတိဒါနကတပိဿုဘဏ္ဍသတိပြဖြာရှင်ကအတိတ်ကပိဿုဘဖြစ်တဲ့ခန္ဓာ၅ပါးကိုဝိပဒနာရှုဖို့ဟောထားပါလေအတိတ်ရင်ဖြစ်ပြီမရှိတော့ဘူးမရှိတော့ဘယ်လိုရှုမလဲအနာဂတ်ကမဖြစ်သေးဘူးမဖြစ်သေးတော့ဘယ်လိုရှုမလဲဆိုပြီးဒီလိုပဲချထားတော့အတိတ်ကရှုဘက်ကပျောက်သွားတယ်ပျောက်သွားလိုက်တော့ဘာပြဿနာတခုတိုးလာလဲဆိုတော့ကြောင်းကျွတ်ဆွနှုတ်မှုပိဿသမှုပါသမုဒိယကိုလက်တွေ့ရှုတဲ့အချင်းစဉ်ကလည်းပျောက်ွယ်သွားတယ် အဲ့လိုအချိန်ခါမှာဘုန်းကြီးဘက်ကဒီကျင့်စဉ်လေးကိုပြန်ပြီးထုတ်ဖော်ဖို့ဆိုပြီးပြိကတေကိုတော်တော်နှစ်နှစ်ဆက်ဆက်လေ့လာရပါတယ်။ဒီပေါင်းများစွာလေ့လာခဲ့ရပါတယ်နော်။မိမိလည်းစွမ်းအားရှိသလောက်နော်။တန်းနေသလောက်တော့ပွားများပါတယ်တပည့်သမီးတွေလည်းတန်းနေသလောက်သင်ကြန်းပို့ချပေးပါတယ်နော်။ပြိလိုက်တဲ့အချိန်ကကျတော့ဒီကျင့်စဉ်နဲ့ပတ်သက်လို့ကရက်ကတော်တော်လေးရိုက်ခဲ့ပါတယ်။ကရက်ရိုက်ခဲ့တဲ့အခါကျတော့နောက်ပိုင်းကရက်တွေကဘယ်လိုဖြစ်လာလဲ။ဒီကျင့်စဉ်ပိုင်းဆရာကြီးကိုမပြောက်မကွက်အောင်မပြောက်ပြဲသွားအောင် ရန်စာရေးဖို့တချို့တပည့်သမီးတွေကလည်းရေထက်တောင်းမှကြတယ်။ရေထက်တောင်းမှတော့ဘုန်းကြီးဘက်ကလည်းရေးသားထားပါတယ်။ရေးသားထားတဲ့အချိန်ကမှခိအချိန်ရသံဃာနိုင်ငံတော်သံဃာမန္တန်ကတို့ရဲ့ခွင့်ပြုချက်ကိုရရောမှဖြစ်တော့သံဃာနိုင်ငံကလည်းဘုန်းကြီးနိုင်ငံကလည်းတော်တော်လေးရင်ဆိုင်ရတဲ့အချက်တွေများနေပါတယ်။နောက်ဆုံးတော့မူတစ်ခုချက်ထားတာကတော့ဣပိကသရောကြီးရှိတဲ့အခါတည်းကချက်မှတ်ခဲ့တဲ့မူဖြစ်ပါတယ်။ပါဠိတော်တက္ကရာကြီးကနေမှာ ထင်ထင်ရှားရှားရှိနေတဲ့အကြောင်းအရာမှန်ခဲ့ရင်ခွင့်ပြုရမယ်ဆိုတဲ့မူကိုချထားတယ်။အဲ့ဒီမူချထားလိုက်တဲ့အတွက်ကြောင့်ဘုန်းကြီးဒီကျမ်းစာကြီးတွေကထွက်ပေါ်ခွင့်ရရှိခြင်းပဲဖြစ်ပါတယ်နော်။အဲ့ဒီကျမ်းစာကြီးတွေမှာနံပါတ်၁ကတော့အနဘာနကိုဘယ်ကုဘယ်မဗဏိလအပြင်စီပန်းရမယ်ဆိုတဲ့သမထပိုင်းကျင့်စဉ်တစ်ခုဖတ်ပါတယ်။ဒုညပိုင်းမှာကတော့ယုံ28ပါးကိုဘယ်ကုဘယ်မဗဏိလအပြင်ကျင့်ရမယ်ဆိုတဲ့ကျင့်စဉ်ပါတယ်။ ဒုတိယလွယ်ကတော့ဘုရားရှင်ဟောကြားပြတာစုစုံမတော်မူတဲ့နန္ဒရတိကိုဘေဘုံဘေဘံပရိလအဖြစ်ကျင့်ရမယ်ဆိုတဲ့အကျင့်စဉ်တွေကိုအသေးစိတ်ရေးထားပါတယ်။တတိယလွယ်ကတော့အဲ့ဒီအများဆုံးပြဿနာဖြစ်နေတဲ့အတိနာကမရှိပါဘူးဆိုတာကိုအတိနာကကိုရှုတင်တဲ့ဘက်ကနေပြီးတော့ပြည့်ပြည့်စုံစုံကြောင်းကျဆွနေဖို့ပရိသတ်မှုပရှုွက်တေကိုရေးသားဖော်ပြထားပါတယ်။ သရုတ်တာဘက်ကတော့ဒီညခွန်ကြီးပြောခဲ့တဲ့လက္ခဏာရတ္တပိစုပ္ပံပရထဏီအဖြစ်ယုတ်တယ်ဉာဏ်ဒီကိုဘယ်ပုံဘယ်ပုံဗဏီလအဖြစ်သိရမယ်ဆိုတာကိုဖော်ပြထားပါတယ်။ပိစမဘက်ကတော့အဲ့ဒီဒုက္ခနိစ္စအမိယနေတဲ့တစ္ဆေဒီမျိုးသောအချင်းအဖြစ်ဒီနေ့တဲ့ဥပါဒနဲ့ခန္ဓာငါးပါးယုတ်တရားနှစ်တရားသမှုရိယတစ္ဆေအမိယနေတဲ့ကြောင်းကျုံဆွနှမှုပရိစ္ဆေသမှုဘသဘောတရားလို့ခေါ်ဆိုအပ်တဲ့သင်္ခါရတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ပြီးဘယ်ပုံဘယ်ပုံဗဏီလအဖြစ်ဝိပဿနာရှုရမယ်ဆိုတာကိုအသေးစိတ်ရေးထားတဲ့ဉာဏ်စာလေးဖြစ်ပါတယ်။ ်တော်လေးခက်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 နဲ့ထွက်ပေါ်ခဲ့ရပါတယ်ထွက်ပေါ်ခဲ့ရတယ်ဆိုတော့ကဒီကျမ်းစာရင်းနဲ့ပတ်သက်ပြီးတော့တန်ခတ်နိုင်ငံကဒီရက်ခွင့်မိချက်ကိုရယူတဲ့အပိုင်းမှာအခက်အခဲလေးတွေလည်းတော်တော်များများရှိခဲ့ပါတယ်ရှိခဲ့တဲ့အတွေ့တချို့အချက်တွေမှာဘုန်းကြီးဘက်ကမလည်ရုံးနိုင်တဲ့အချက်တွေလည်းရှိမလည်ရုံးနိုင်တဲ့အချက်တွေရှိတော့ဘုန်းမင်းလည်းဆွေးနွေးခွင့်ကလည်းမရလေတော့စောင့်ဆိုင်နေခဲ့ပါတယ် ဆောင်ဆိုင်နေရင်လည်းပြဿနာကြီးကဘယ်လိုပေါ်လာလဲဆိုတော့သူကျမ်းစာကြီးကအတ္တမဝါဒဖြစ်လို့နိုင်ငံတော်သံဃာနိုင်ငံကကခွင့်မပြုပါဘူးဆိုပြီးတော့ဒီဝါဒတွေဖြန့်လာကြတယ်။ဖြန့်လာတော့အဲ့ဒီဝါဒကဒီအင်္ဂလန်အထိကိုရောက်လာတယ်လို့ဘုန်းကြီးကလည်းကြားနေဟုတ်တယ်မလား။အဲ့ဒါနဲ့ကမဖြစ်တော့ဘူးလေဆိုပြီးတော့ဘုန်းကြီးကဒီကျမ်းစာကြီးကိုအခုပုံနှိပ်သံဃာနိုင်ငံရဲ့ခွင့်ပြုခြင်းနဲ့ပုံနှိပ်လိုက်ခြင်းဖြစ်ပါတယ်။ဘုန်းကြီးနဲ့ပုံမနှိပ်ခါကအကြောင်းနှစ်ချက်တော့ရှိပါတယ်။ဒီကျမ်းစာကြီးကိုထိုင်မှာရှိတဲ့ဘုန်းကြီးတစ်ပည့်ကြီးကအကျဉ်းချုပ်ပြီးဆွေးနွေးပေးတယ်။ အဲ့ဒီကျမ်းစာဥဒိကလည်းဘုန်းကြီးမှာတော်တော်များများရှိနေပါပဲရှိနေတော့အဲ့ဒီကျမ်းစာတွေရှိနေတဲ့အတွက်လူနဲ့လူတိုက်တဲ့မထေကြီးရဲ့ရဟန်းသံဃာတွေကိုဘုန်းကြီးကလှူပေးနေရတော့ကိုယ်လည်းဒီလောက်ဆိုတော်ပြီလို့ဒီလိုစိတ်ကျထားတာလည်းအကြောင်းတစ်ခုပါပါတယ်ဒီကျမ်းစာတွေကိုပုံနှိပ်ဖို့ဆိုတာကသိမ်းမောင်900ကျော်တော့ကုန်ပါတယ်အဲ့ဒီလောက်လည်းဒကာတော်များတွေကိုဒုက္ခမပေးကျင်တာလည်းအကြောင်းတစ်ခုပါပါတယ်အဲ့ဒါနဲ့ကျမ်းစာကိုနည်းနည်းပုံနှိပ်ခွင့်ကိုနည်းနည်း နောက်ဆုံးထားတယ်။နောက်ဆုံးထားတဲ့ကံဒီကုဏ္ဏကတစ်ဖက်ကနေပြီးတော့တရားဝေဒီမှာထည့်ပြီးအဲဒီလိုဝေဘာနဲ့အစိမ့်အထိဓမ္မဂရိကကြီးကဟောကြားလာတော့ကဲဒီလိုဇင်းနဲ့ရိုက်ပါတော့ဆိုပြီးတော့နေလိုက်တဲ့အတွက်အခုတော့ဒီခန်းစာရင်းကထွက်ပေါ်နေပါတယ်။နိုင်ငံတော်ဆိုရရင်ခွင့်ပြုခြင်းနဲ့နိုင်ငံတော်တန်ခါမှနိုင်ငံရေးခွင့်ပြုခြင်းနဲ့ပါပဲ။အဲဒီခွင့်ပြုခြင်းမှာကုဏ္ဏကဘုန်းကြီးဝန်ခံခဲ့တဲ့အတိုင်းပဲကျမ်းဂန်ဘုရားဟောပါဠိတော်အထက်ကရာဘုရားဟောပါဠိတော်နဲ့အထက်ကရာဒီကတိမှာ လာရှိတဲ့အကြောင်းအရာမှန်ခရင်ခွင့်ပြုရမယ်ဆိုတဲ့မူကြောင့်ဒီကျမ်းစာတွေကအထွတ်ပေါ်လာခြင်းပဲဖြစ်ပါတယ်နော်အဲဒါကြောင့်အခုဘုန်းကြီးဟောနေတဲ့ကျင့်စဉ်လေးဆိုလိုတာကတော့နိုင်ငံတော်တန်ခတ်မန္တရကကအရမဝါဒဖြစ်လို့ပယ်ရှင်းထားတဲ့ကျင့်စဉ်မဟုတ်ပါဘူးခွင့်ပြုထားတဲ့ကျင့်စဉ်ပဲဖြစ်ပါတယ်လို့ပြောလိုက်ဟုတ်တယ်မလားဒါကအကြောင်းတစ်ခုဒီတော့ဆိုလိုတာက မိမိတို့ကအခုလိုတော်ကောင်းတရားတွေနာကြားခွင့်မရကြဘူးဆိုရင်တော့ဒီလိုကျမ်းစာတွေကိုဖတ်ပါလို့ဖတ်ဖြစ်လို့လဲသက်တမ်းလေးကလည်းတွေ့တယ်တွေ့တော့နေတဲ့အချိန်ကကာလမှာမှန်ကန်နေတဲ့ဘုရားရှင်ရဲ့တရားတော်တွေကိုနာကြားခွင့်မရလို့ကျင့်စဉ်လေးကလွှဲချော်သွားခဲ့မယ်ဆိုရင်ဘုရားရှင်သံဃာတော်နဲ့တွေ့ရတာမိမိအတွက်အကျိုးမရှိဖြစ်နေနိုင်ပါတယ်နော်ဒါကြောင့် ဘုန်းကြီးကြောလို့လို့ပြောရတော့မဟုတ်ပါဘူးတရကောင်တရားနာကြခွင့်ရခြင်းသည်ချမ်းသာဒုက္ခရခြင်းရဲ့အကြောင်းဖြစ်တယ်လို့ဘုရားရှင်ဟောတော်မူတဲ့အတိုင်းအကယ်၍များနာကြခွင့်မရခဲ့ရင်တော့စာမေကိုလိလပါစာမေကလည်းခုနကပြောသလိုပေါ့နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်လို့ခေါ်ဆိုတဲ့မှန်ကန်တိကျနေတဲ့စာမေတွေကိုလိလပါမှမိမိအတွက်အကျိုးရှိမယ်